ဲ့ Inno City ရဲ့ဒီ branch ကဆိုလို့ရှိရင်ဒါ Treasure Cafe ရဲ့၃ဆိုင်မြောက်ဆိုင်ခွင့်ဝယ်ဖြစ်ပါတယ်၂013ခုနှစ်မှာဆိုရင်ထောက်ချက်မှာဒီဇိုင်း၂016ခုနှစ်မှာဆိုလို့ရှိရင်ပဲခူးမှာဒီဇိုင်းဒါ၃ဆိုင်မြောက်ခွင့်ဝယ်ဖြစ်ပါတယ်ဒီလာဒီ ကော်ပြီးပိုင်းရဲ့ပြီးရင်အေးပိုင်းတွေကိုအမှတော့အဓိကတက်ခဲ့ထားပြီးတော့သွားတာပေါ့။အဲ့ဒီအပြင်ဒီအေးဒီကော်ပြီးတောင်းရင်လည်းအစာပြေစားလို့ရတယ်။နန်းချီတို့တို့အမ်မန်လီမီရှိတို့အဲ့လိုမျိုးတွေကိုရှာခဲ့ဆိုရင်အသားမပါဘူးနော်။တက်တက်လုပ်နေတယ်လည်းအဲ့လိုမျိုးအစာပြေစားလို့ရတယ်အစာစားလို့ရှိမှန်း။ Inner City ဆိုင်ဝဲစတင်ဖွင့်လင်းကြောင်းကြီးညာပါတယ်ရှင်။ တော့တစ်ခွက်ရဖို့အတွက်ကို3 3နိုင်ကြ3နိုင်ကြရဟာ drip 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 coffee ဟိုကပြီးတော့ ice cold brew လည်းရှိတယ်တဲ့ဒီမှာနောက်ခုရှိတယ်ငါဖွင့်ထားလည်းမဟုတ်ဘူးလေတော့ဘာဟုတ်ဟုတ်လဲဟုတ်ပါတော့ခံတာပေါ့ဟုတ် မတို့ရဲ့ Inno City ရဲ့ဒီ branch ကဆိုလို့ရှိရင်ဒါ Treasure Cafe ရဲ့၃ဆိုင်မြောက်ဆိုင်ခွင့်ဝယ်ဖြစ်ပါတယ်။2013ခုနှစ်မှာဆိုရင်ထောက်ကျန်မှာတဆိုင်၂016ခုနှစ်မှာဆိုလို့ရှိရင်ပဲခူးမှာတဆိုင်ဒါ၃ဆိုင်မြောက်ခွင့်ဝယ်ဖြစ်ပါတယ်။ဒီကျမတို့ Treasure Cafe မှာဆိုလို့ရှိရင်တကယ်ကိုတခြားဆိုင်တွေမှာရှာရှာပါပါမြင်ရမယ့် signature food menu နဲ့ signature drink menu တွေလည်းအများကြီးရှိပါတယ် ား Treasure Cafe ကရန်ကုန်မြို့ထဲမှာဖွင့်တဲ့ပထမဆုံးဆိုင်ခွဲဆိုတော့အဲဒီဆိုင်ခွဲကအဲ taste တွေအားလုံးကိုဒါ ဒီပွဲအတွက် meeting လုပ်တဲ့ချိန်မှာစပြီးတော့မီးဆန်းပြစ်တာပေါ့နော်အဲ့ဒီနေ့မှာဆိုလို့ရှင်လဲဆိုင်ရဲ့ signature menu လေးတော်တော်များများညှိပြစ်တယ်အရန်လေးကြိုက်တယ်ဒီနေ့မှာဆိုလို့ရှင်လဲဒါထူးထူးခြားခြားမိတ်ဆက်ပေးသွားမယ်ဒါ special drink menu လေးလည်းရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်ရင်အဲဒီ cold brew coffee ဆိုလို့ရှင်ကျမတို့ပုံမှန်သိနေကြလို့မျိုးအဲ coffee ကိုအပူနဲ့ဖြော်တာမျိုးမဟုတ်ပဲねရေအေးနဲ့သူက24နာရီစိန်ထားပြီးတော့အဲ့ဒါကိုဖြော်ပေးတဲ့ coffee မျိုးပေါ့နော်ဒီ taste လေးကိုလဲကျမတို့မြည်ပြစ်ခဲ့တယ် ောက်တစ်ခုကကျတော့အဲ drip coffee drip coffee ကတော့အဲ့နေရမမြည်လိုက်ရအောင်သူကတခါတောက်ဖို့3နာရီလောက်အချိန်ပေးပြီးတော့မှဒီ coffee တအိုးလေးရမှာတအိုးကလည်းနှစ်ခွက်ပဲထွက်တယ်ဆိုတော့လေအဲ့တော့အဲ့ဒီ coffee လေးကိုတော့ဒီနေ့မှမြည်ဆန်းခွင့်ရဖို့မျှော်လင့်ထားပါတယ် ီဆိုင်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကအကြိုက်မတူတချို့ကကြာ taste ကိုတကယ်ကိုဘိုးဆန်ဆန် cake နဲ့ coffee အဲ့လိုမျိုးတွေ pizza တွေဥပမာ burger တွေကြိုက်တယ်ဆွေးရအဲ့ဒါတွေမကြိုက်ဘူး ွေးရကြကော်ဖီကြိုက်ပေမဲ့အဲ့လိုမုံနေမကြိုက်မကြိုက်တဲ့လူဆိုတော့ကော်ဖီကြိုက်ထိုင်မယ်ဆိုတခါလေးစဉ်းစားရတယ်ပါအခုဒီမှာကြအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ထူးခြားတဲ့ဒီမီနီအကြကွေးလေးတွေပြီးလို့ရှိရင်ရှက်ခောက်ဆွဲဆိုလို့ရှိရင်တက်တက်လို့ရှက်ခောက်ဆွဲလေးတွေလက်ဖက်တုပ်ကအစရရတယ်အဲ့လိုတော်တော်များများအတုပ်မမြင်ဘူးတာလေးလည်းတွေ့ရတယ်ဆိုတော့ဒီမှာဘာပဲဖြစ်ဖြစ်နော်မိုက်လေးဟုတ်တယ်အဲ့ပြီးတော့ကျဲဟင်းကားတိပြော်ရေပေါ့ကောင်မလေးတောက်ချင်တယ်อืมကောင်မလေးကတိပြော်ရေကဘာနဲ့တူလဲအချက်နဲ့တူတယ်တော်အဲ့လို က်လာရင်တောက်ကျင်နေနဲ့ခါရွားပြောကောင်းွားဟဲ့လို့ရှောက်ပြောပြန်ပြီးပြီးတော့ပြီးတော့ပြန်တော့အမှတ်မရှိဘူးပြီးတော့ပြန်ခါသွားတာတကယ်ဆိုင်တဲ့ coffee taste ကောင်းပါမနေ့ကလားမနေ့ကကျတော့အဲ့ဒီဟိုဟာကိုတောက်ချင်တာသူကလေဟိုဟာလေရေခဲဟိုဟာ ice coffee ဆိုတာရှိတယ်သူကတစ်ခွက်ရဖို့အတွက်ကို၃၃နိုင်ကြ၃နိုင်ကြရဟာ drip 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 coffee ဟိုဟာပြီးတော့ ice cold brew လည်းရှိတယ်တဲ့ဒီမှာ နှစ်ခုရှိတယ်ပေါ့ငါဖွင့်တာလည်းမဟုတ်ဘူးလေတော့ဘာဟုတ်ဟုတ်လဲဟုတ်ပါတော့ပြန်တာပေါ့ဟုတ်ကဲ့ပါ treasure cafe ဟာအခုဆိုလို့ရှိရင်တော့တတရားမြောက်ဆိုင်ရွေးဖြစ်တဲ့သုံးဆိုင်မြောက်ဆိုင်ရွေးကိုဖွင့်နိုင်ခဲ့ပြီဖြစ်ပါတယ် treasure cafe and food corner ရဲ့ inner city ဆိုင်ရွေးစတင်ဖွင့်လင်းကြောင်းကြီးညာပါလိမ့်ရှင်ဟုတ်ကဲ့ ရန်ကုန်မှာဖွင့်ချင်တဲ့အနေကြားနေတာပေါ့နော်ဟိုနယ်မှာတော့အမဖွင့်နေတာလည်းစိုက်ပြီးကြော်ပါပြီအဲရန်ကုန်မှာလည်းစိုက်တစ်ခုဖွင့်ချင်တယ်ဆိုတော့အိမ်မက် ရှိခဲ့တာပေါ့နော်လက်ရှိဒီကျမတို့ဒီရန်ကုန်မှာဖွင့်တဲ့ဆိုင်နဲ့ဒီနယ်မှာဖွင့်တဲ့ဆိုင်တော့မီလူတော့နည်းနည်းကွဲမှာပေါ့နော်အာဒီရန်ကုန်မှာဖွင့်တဲ့ဟာကတော့အဓိကဒီကော်ဖီဘိုင်းရယ်ပြီးရင်အေးဘိုင်းတွေကိုအမှတော့အဓိကတက်ခဲ့ထားပြီးတော့သွားတာပေါ့နော်အဲ့ဒီအပြင်ဒီအေးဒီကော်ဖီတွေတောင်းရင်လည်းအစာပြေစားလို့ရတယ်နန်းချီတို့တို့အမ်မန်လီမီရှိတို့အဲ့လိုမျိုး ပြီးရှန်ကောက်ဆိုရင်အသားမပါဘူးเนาะတတ်တတ်လို့နေတယ်လည်းအဲ့လိုမျိုးအစာပြေစားလို့ရတယ်အစာစားလို့ရှိမှန်းဒေတာထွက်ကုန်မှာနှလုံးသွေးကြောကျင်းတဲ့ဥစ္စာတွေရယ်နောက်ပြီးစနင်းနဲ့တို့အဲ့ကျမကြီးနဲ့ပတ်သက်တဲ့ဥစ္စာတွေအကုန်လုံးကိုဒီမှာပြန်ကြောင်းထားပေးပါတယ်ဒီလိုမှာဆိုင်မှာလာပြီးတော့စားနိုင်ဆိုလဲ online နေပါပြီးတော့ပေါ့နော်အဲ့လိုတက်လီနဲ့ပို့ရဲအားလေးရှိပါတယ်ဘုန်းကြီးကဆက်ပြီးတော့ဆက်ပြီးတော့ဆက်ပြီးတော့ ဲ့ပဲပြဿနာအောင်းအောင်းနဲ့အာရောင်းချနိုင်ခဲ့တယ်ပြီးပြီးပြီးအများကြီးနားနေတော့ပေါ့နော်ခုခုမှဆိုအဲ့မီနူကိုထွက်တဲ့ခါမှာမန္တပြောကျွန်မကားကြိုက်တယ်လို့သိစိတ်မှာသာမက်ဆေ့ချ်ပြောလိုက်တော့စားကြည့်လို့စားကြည့်ပါကြာနေတဲ့အစားကြီးလေးကြည့်ကြတာပေါ့ကျမဆိုစိတ်မရှိတာပေါ့ဟုတ်ပါဘူး၃နာရီကြာစောင့်မယ်ဆိုကျမအကြံပေးမယ်ကွာအတွဲတွေတောက်တယ်မဟုတ်လဲချိန်ချုံးပါလေဟုတ်တယ်အဲ့ကြတော့ကလီရင်းနဲ့စောင့်လိုက်တော့လေပြီးသွားပြီကလီဘယ်လိုကလီလိုက်ကလီလိုက် ကလီနေလိုက်ပါဒီလေးပြောပါသိလားအဲ့လိုကလီနေလိုက်အဲ့မဲ့အဲ့ဒီသုံးလိုက်တွေမှာရန်ထဖြစ်တော့ငါလည်းမသိတော့တဖေးရဆိုင်တိုင်းမှာတော့ဘလာကအကြွေရှိရတယ်။ဒါပေမဲ့သူများနဲ့အရသာမလို့အောင်ဒီမှာလုပ်ချင်တာပေါ့နော်။အဲ့မဲ့ကိုတိုင်လည်းတင်တာဖြစ်တယ်။ကိုတိုင်လည်းပြန်ပြီးတော့တီထွင်ပြီးတော့ကိုယ်အရသာဖြစ်အောင်ပြန်လုပ်တာပေါ့။အာအကြွေရတော့လည်းရှိစမှာတော့လည်းဒီမှာကိုမမအတွင်းနေတာဆိုရင်နှစ်နှစ်ကျော်လောက်ရှိပါပြီ။နှစ်နှစ်ကျော်သုံးနှစ်လောက်ရှိပါတော့။ အခုလက်ရှိပလာတာကိုလည်းဆက်ပြီးလုပ်နေပါတယ်ပလာတာလည်းသူများနဲ့မတူဘူးအာအပြင်လပိဆိုင်တွေကြတော့ဒီကြားပလာတာတစ်မျိုးပဲရှိတယ်။ကျမတို့ဆိုင်မှာကတော့ cheese နဲ့လုပ်တာနဲ့ပလာတာရယ်၊ cream နဲ့လုပ်တာနဲ့အဲ soft နဲ့ကတ်တိုစားလို့ရတဲ့ပလာတာတွေထုတ်တာ။ဒီလိုဆိုအချူပေါ်ပေါ်လေးဒီစက်ပြေးထားတာမို့လို့အဲ့ဒါများနေတဲ့အချူချက်ပြဆိုလို့ရှိရင်အချူလေးအဲ့လိုလုပ်ပြီးတော့လည်း ဆိုနိုင်ပါတယ်။ဟုတ်ကဲ့ပါဒါ Trasha Cafe ရဲ့မီနူးတွေကလည်းဒါ signature ဖြစ်တဲ့မီနူးလေးတွေအများကြီးရှိတယ်ပြီးတော့အကုန်လုံးကလည်းဒါကိုပိုင်အ taste homemade အချင်းတွေကစကိုပိုင်လုပ်ထားတာဆိုတော့သူ့ရဲ့ taste လေးကတော့တခြားနေရာတွေနဲ့မတူ क्वे ပြားတဲ့ taste လေးတော့ရမှာပေါ့နော်အဲ့တော့ဒီရတာလေးတွေကလည်းဒါ coffee ကြိုက်တဲ့စားတောက်ကြိုက်တဲ့သူတွေကြောင့်မှအများရန်ရေပန်းစားပြီးတော့ Trasha အနေနဲ့ဆိုင် क्वे တွေအများကြီးရငုံမြို့ထဲမှာတခြားမြို့နေမှာမှာဖွင့်နိုင်ပါစေလို့စတောင်းပေးခြင်းပါတယ်။ ဆိုင်ရတော့ဒီအဲ inner city mall ရဲ့နန်နွားမှာအဆိုင်ပြင်ကျတော့မနေ့9:00နဲ့ည6:00 အဓိကကိုယ့်ရဲ့တက်ကလေးနဲ့ကြမ်းမရင်းနဲ့ညီရမယ်တက်ရှင်းရမယ်လက်ဆက်ရမယ်အဲ့လိုမျိုးမဖြစ်အောင်လည်းကိုယ်ကလည်းစိုးရိမ်တာပေါ့အဲ့တော့အတက်ကနေစိုးရိမ်တာပြည့်ပြည့်ဒီကိုယ်လုံးချင်းတက်ကရအောင်လုံးတွားနေရတာဖြစ်တဲ့အတွက်နည်းနည်းတော့မစထရက်ဖြစ်တာပေါ့တကယ်လို့ကြုံကြိုက်လို့ဒီထက်ရောက်ပါခဲ့တယ်ဆိုရင်လည်းဆိုင်မှာဝင်ရောက်လေ့လာရင်းအားပေးရင်လည်းဖိတ်ခေါ်ပါ